မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူနယ်အနောက်ခြမ်းကံမမြို့အနီးမှာစစ်ကောင်စီအုပ်စုရဲ့ရိခါရင်နှန်းကိုတော်လိုင်းအဖွဲ့များကတိုက်ခတ်ရာမိုင်းထိမှန်ပျက်စီးသွားတဲ့ကားတစ်စီးကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လတရက်နေ့ကလေးကပခုတ်ကူမြို့ကနေထွက်လာပြီးတော့ပေါ့မြို့ဘက်ကိုဦးတည်နေတဲ့ကားအစီးရေတရာကျော်နဲ့အင်အားတထောင်လောက်ပါတဲ့စစ်ကောင်စီအုပ်စုဟာ ကံမမျိုးအနည်းကိုရောက်ရှိလာပြီးတော့အခုရက်ပိုင်းမှာကံမမျိုးရဲ့အရှိတ်ဘက်နဲ့မျိုးရဲ့အနောက်ဘက်တွေမှာနေတိုင်းလိုလိုတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့မြိုင်ပကဖကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။စစ်ကောင်စီအုပ်စုရဲ့ရှေ့ပြေးစစ်ကြောင်းကကံမမျိုးအနောက်ဘက်ကိုရောက်နေတဲ့အချိန်မှာတော်လိုင်းတက်တွေရဲ့မိုင်းကိုနင်းမိတာကြောင့်မန်းရှင်းမှုယူဆောင်လာတဲ့ကားတစီပြက်စီးသွားပြီးတော့လမ်းပေါ်မှာပဲထားခဲ့တယ်လို့သိရပါဗါးကားကကံမအနောက်ဘက်မှာမိုင်းမိပြီးတော့ပြက်ကျကျန်ခဲ့တာ ကံမအရှိမမှာမိုင်းဆွဲတော့ကလည်းအဲ့ဒီကောင်တွေတေတာထိတာတွေရှိတယ်လို့မြိုင်ပကဖကတောင်းရှိသူကရှင်းပြထားပါဗျ။စစ်ကောင်စီအုပ်စုရဲ့ရိခရင်တန်းနဲ့စစ်ကြောင်းဟာဇွန်လ၄ရက်နေ့ကလေးကကံမမြို့ပေါ်ကိုရောက်ရှိနေတာဖြစ်ပြီးတော့ပေါ့မြို့နယ်ကကာကွယ်ပစ္စည်းဆက်ယုံနဲ့ပြူစောတိရွာတွေကိုရိခသွားပို့ဖို့ရှိနေတယ်လို့ဒေသခံတော်လိုင်းတက်တွေကခန့်မှန်းထားပါဗျ။ တချိန်တည်းမှာပဲစစ်ကောင်စီအုပ်စုစစ်ကြောင်းကစစ်ကောင်စီတပ်သားနှောက်ဦးဟာတော်လိုင်းတပ်ဖွဲ့ရေးစီကိုလက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့မြိုင်းပခပတာဝန်ရှိသူကပြောပြထားပါဗျ။ဇွန်လ24ရက်နေ့25ရက်နေ့တွေမှာစစ်ကောင်စီအုပ်စုစစ်ကြောင်းကနေစစ်ကောင်စီတပ်သားနှောက်ဦးဟာ MA1 လက်နက်အမျိုးအစားတနက်နှစ်လက်နဲ့အတူတော်လိုင်းတပ်ဖွဲ့ရေးစီကိုအလင်းဝင်ရောက်လာပြီးတော့ပေါင်မြုံနဲ့ပကဖကထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့ဆိုပါရယ်ဇွန်လ28ရက်နေ့ဒီကနေ့မှာတော့စစ်ကောင်စီအုပ်စုစစ်ကြောင်းကကံမမြို့အနောက်ဘက်ပေါင်မြုံနယ်အဆက်ကတာကြီးတောင်ရေနံမြေစခန်းအနီးတစ်ဝိုက်ကိုရိတ်ခါရင်နှန်းရောက်ရှိနေပြီးကံမမြို့မှာလည်းစစ်အုပ်စုခံမှန်းအင်အား200လောက်ကျန်သေးတယ်လို့ပြောဆိုထားပါရယ်အဲ့ဒီကမ္ဘာမျိုးထဲမှာကြံနေတဲ့စစ်ခွေးတွေကိုမနေ့ကဇွန်လ26ရက်နေ့မှာတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စု ခုနှစ်ယောက်ခန့်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ပခုတ်ကူမျိုးဘက်ကနေပြီးတော့ပေါင်းမျိုးဘက်ကိုဥတီနေတယ်။စစ်ကောင်စီအုပ်စုရဲ့ကားတန်းဟာပခုတ်ကူအထိုင်တက်တက်မတရတဲ့လက်အောက်ခံတိုက်ရင်ဆယ်ရင်ကစစ်အုပ်စုအင်အား80လောက်နဲ့ရဲအယောက်200ခန့်အပါအဝင်စစ်ကောင်စီအုပ်စုအင်အားစုစုပေါင်း1000ခန့်ပါဝင်လာတာဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်၊ကင်းနီပြည်နယ်အစားဖေကုံမြို့နယ်စောင်းတန်းခဲချေးွာကိုမိရှုဖျက်ဆီးနေတဲ့စစ်ခွေးတပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များကို drone နဲ့ဘုံကျက်တိုက်ခိုက်ခဲ့ရာ PNO ဘက်ကတခွဲမှုဗိုလ်ကြီးနောက်ဆိုင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ26ရက်နေ့ကဖေကုံမြို့နယ်စောင်းတန်းခဲချေးွာအတွင်းတပ်ဆွဲထားတဲ့စစ်သားများနဲ့ PNO ပြည်သူ့စစ်များကိုဖေကုံ PDF အမှတ်133 6တပ်ရင် drone တပ်ဖွဲ့ ဖဲကုံစကိုင်းပရီဒေတာဒရုန်းဖော့စ်တို့က drone နဲ့ဗုံးကျက်တိုက်ခိုက်ရာ PNO ပြည်သူစစ်တပ်ဖွဲ့ကတက်ခွဲမှုဗိုလ်ကြီးနောင်ဆိုင်သေးဆုံးသွားပြီးတော့ငါးဦးထက်မနေထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ကလေးကဒီဆောင်တန်းခဲကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်အခုချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။မနေ့က drone စစ်စင်ရေးပြုလုပ်တော့သူတို့ရဲ့တက်ခွဲမှုတအုပ်သေးဆုံးသွားတယ်။ကျန်တဲ့9ယောက်ကလည်းဒဏ်ရာအပြင်းထန်ရသွားတယ်လို့ခိုင်လုံတဲ့သတင်းရထားပါတယ်။ အခုတော့သူတို့ရဲ့ဇာပနာအခမ်းအနားကျင်းပနေတယ်လို့သိရတယ်ဒီနေ့တော့ကြိုပြီးပြီထင်းတယ်အခုလက်ရှိတော့သူတို့ကစောင်းတိုင်းခဲကြေးရွာထဲမှာပဲစခန်းထိုင်ထားတာပါလို့ဖဲကုံ PDF အမှတ်1336တိုင်ရင်းနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်စစ်တပ်ကစောင်းတိုင်းခဲကြေးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းလုံဆောင်ရရှိရာအင်ဂျင်80ခန့်သာရှိတဲ့ကြေးရွာတစ်ရွာလုံးနီးပါးကပြည်သူများဟာ နေအိမ်များပြာကျဆုံးရှုံးသွားပြီဖြစ်တယ်လို့သိရပါဗါးဆောင်းနှန်းခဲကြီးရွာကအင်ဂျီ80နဲ့80ကြားပဲရှိလာပါမီးရှို့တာကတော့ကုံတလောက်ရှိနေပါပြီဒါကနှစ်ချိန်မြောက်မီးရှို့တာပါတိုက်ပွဲကလည်းနေတိုင်းလိုလိုဖြစ်နေတယ်ဇွန်လ25ရက်နေ့ကလည်းလေရင်နဲ့နှစ်ချိန်ဘုံကျဲသွားသေးတယ်ဖဲကုံမြို့နယ်တဝမ်းမှာရှိတဲ့ပြည်သူတွေကစေကောင်စီတက်ရော PNO တက်တွေရဲ့စီရေးပြတ်မှတ်ထားတာတွေရောခံနေရတာပေါ့နောက်ပြီးတော့စစ်ရာဇွဲမှုကျူးလွန်တဲ့နေရာတွေအကြမ်းဖက်ခံရတာတွေလည်းရှိနေပါတယ် ဒီအပေါ်မှာကာကွယ်တပ်တွေအနေနဲ့ကလည်းပြည်သူတွေရဲ့လုံခြုံမှုကိုဦးစားပေးပြီးတော့စစ်ရေးဖော်ဆောင်နေရတာပါအတက်နိုင်ဆုံးပြည်သူတွေကိုကာကွယ်ပေးပြီးတော့စီရေးဖော်ဆောင်နေရတာတွေရှိပါတယ်လို့ဖဲကုံ PDF တပ်ဖွဲ့အမတ်1336တပ်ရင်းကဒရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဒါကြောင့်ဖဲကုံမြို့နယ်အတွင်းမှာရှိတဲ့မိဘပြည်သူများအနေနဲ့ စီရေးတရီလုံချုံရေးအသည့်နဲ့နေထိုင်ပေးကြပါရန်စီကောင်စီတပ်ဖွဲ့ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးလေးချောင်းတက်ခတ်မှုများကကာကွယ်နိုင်ရအတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကအပီပေးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များကိုလည်းလိုက်နာပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ခွေးတပ်ဖွဲ့ကတိဟသူရဘွဲရဗိုလ်မှူးကြီးအင်းမင်းအောင်ဟာ drone ဘုံထိမှန်ပြီးတော့အပြင်းထန်တန်းရရှိကနေပြည်တော်ကိုပြန်လည်ပို့ဆောင်ကစေကူတနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့လကတိဟသူရဘွဲရဗိုလ်မှူးကြီးအင်းမင်းအောင်ဟာတော်လိုင်းတပ်ဖွဲ့တွေကလွတ်တင်လိုက်တဲ့ drone ကိုထွက်ကြည့်တဲ့အချိန် ဘုံဒီကြောက်ရောက်ပောက်ကွဲပြီးတော့ဒံယရရှိကနေပြည်တော်ကိုအရေးပေါ်ပြန်လည်ပို့ဆောင်စေကုသခံနေရတယ်လို့သိရပါဗျ။ဘုံမူကြီးတီဟသူရာ2029 2020ခုနှစ်ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ဘုံတော်ကြီးရွာနီးတိုက်ပွဲမှာအေအေကိုခုခံတိုက်ခတ်မှုကြောင့်2021ခုနှစ်မှာဇန်နဝါရီလ4ရက်နေ့မှာ NLD အစိုးရကစစ်တပ်ရဲ့ထောက်ခံမှုနဲ့တီဟသူရာဘွဲကိုအနှံပေးခဲ့တယ်လို့သိရပါဗျ။နောင်ချုံမှာတော်လိုင်းတပ်များရဲ့တိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိတဲ့တိဟသူရဘုံမူကြီးအေးမင်းအောင်ဟာစစ်တပ်ကသူအပတ်စဉ်44ကဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မနေ့ကဇွန်လ26ရက်နေ့မှာနောင်ချုံမြို့နယ်နောင်ဖာညံတော်လုံဆုံအုံမခါနယ်နောင်လင်ကြီးပါတို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးအလုံး80နဲ့ drone ဘုံဒီ32လုံးတို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခြေအနေတွေကမုံမလင်းသေးဘူးကြမ်းနေပြီ။ကံကြီးဘက်မှာစစ်ကြောင်းထိုးနေတာဗန်ပွေးကုန်းဘက်ကတော့လဘခနှစ်ဘူဟာရဲ့ ပြင်းဦးလင်တန်းန်းချောင်းကတက်တည်ရဲ့တခြားတက်မှလက်ကြံတွေရဲ့တက်ရင်တွေရဲ့ပေါင်းပြီးတော့ထိုးနေတာပါအင်အားကကပ်ဖက်ထုံထုံပြီးတော့ထိုးနေတာပေါ့သူတို့ဘက်ကစစ်ချောင်းထိုးတိုက်ခိုက်နေတော့ကိုတွေဘက်ကလည်းခုခံရင်းနဲ့တိုက်ခိုက်နေရတာပြည်သူတွေကိုပြောချင်တာကတော့အရန်ကြီးစိုးရိမ်စရာမလိုပါဘူးလို့ ကျွန်တော်တို့တွေလှုပ်ရှားရှိတာလုံနေကြပါတယ်လို့ပြောကြင်ပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DBRL ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြထားပါတယ်။မနေ့ကဇွန်လ26ရက်နေ့ကနောင်ချုံမြို့နယ်နောင်လင်းကျေးရွာနယ်နောင်ဖာကျေးရွာကြားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ကလက်နက်ကြီး36လုံးနဲ့ ဒရုန်းပုံသည်18လုံးတို့ကိုပစ်ခတ်တိုက်ခိုက်ရာပြည်သူတွေရဲ့နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗါးအလားတူပဲညံတော်ကြီးရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီး30လုံးနဲ့ဒရုန်းနဲ့ဘုံသည်15လုံးပစ်ကိုပေးပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါဗါးဇွန်လ25ရက်နေ့ကလည်းနောင်ချုံမြို့နယ်နောင်လင်းနောင်အောလုံဆန်းနဲ့နောင်ဖာကြီးရွာတို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အချမ်းဘတ်စစ်ခွေးတပ်ကဒရုန်းနဲ့ဘုံသည်28လုံးလက်နက်ကြီး68လုံးပစ်ကိုပေးပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး ညီနောင်မဟာမိတ်၃ဘွဲ့ကငလျင်တန်တဲ့နဲ့ပြည်သူများအထွတ်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ရန်ထိုးစစ်ဆင်မှုများကိုတစ်ဖက်သက်အပြည့်ရတဲ့ကာလနောက်ထပ်တစ်လသက်တမ်းတိုးထားတဲ့အချိန်မှာစစ်ခွေးတွေကအခွင့်ကောင်းယူပြီးတော့အဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့ စစ်ခွေးတက်ရဲ့ဘုံကျဲတက်ခတ်မှုများကိုရှောင်ရှားနိုင်ရန်စီရေးသတိအမျက်ရှိရန်လိုအပ်ပြီးတော့လေချောင်းရံကကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ဆိုင်ရာနီလန်းများကိုလိုက်နာဆောင်ရွက်ကြရန်လိုအပ်တယ်လို့တော်လိုင်းတပ်ဖွဲ့များကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးဥပိုလ်ထောင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးထောင်ချခြင်းခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီနေ့ဇွန်လ28ရက်နေ့မှာဥပိုလ်ထောင်ဆေးရုံမှာကြာဆုံးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်မှာရုတ်တရက်အမောဖောက်ပြီးတော့ကြာဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဥပိုလ်ထောင်ဆေးရုံမှာကြာဆုံးသွားပါတယ်။ ဓာတ်ပေါ်တွေကိုအိမ်ကိုပြန်တယ်ခွင့်တောင်းတာကိုစစ်ခွေးတွေကမပေးဘူးလို့သိရတယ်။လောလောဆယ်တော့ဒီလောက်ပဲပြောလို့ရပါတယ်လို့ NLD ဘဟုအလုံးမှုဆောင်ကောမဒီအဖွဲ့ဝင်ဦးထွန်းမြင့်ကပြောပြထားပါတယ်။မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုအကြမ်းဖက်စစ်ကောင်စီကနိုင်ငံစူပူအောင်လှုပ်ဆောင်မှုရာဇသက်တီးပုံမှာ905ကကြီးနဲ့ထောင်ဒဏ်3နဲ့ ကိုဗစ်စီကံချိုးပေါက်တယ်ဆိုပြီးတော့ကမ္ဘာ့ဘေးအန္တရာယ်ပုံမှန်25နဲ့ထောင်ဒဏ်2နှစ်စုစုပေါင်း9နှစ်ချမှတ်ထားခဲ့ခြင်းဖြစ်ပြီးတော့လွတ်ရဆေးကနီးမှာကွယ်လွန်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဥအောင်ကျော်ဦးဟာ2015ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ပသိမ်ကြီးမြို့နယ်မှာမန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့အနိုင်ရရှိခဲ့ပြီးတော့2020ပြည့်နှစ်ရွေးကောက်ပွဲမှာလည်းထပ်မံပြီးတော့အနိုင်ရရှိခဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြနန္ဒာဈေးအရှိမတစ်သေးဝယ်နေတဲ့ကလေးငယ်ရဲ့ဆွဲချိုးကိုအမျိုးသမီး၃ဦးကလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီပင်ကဖွင့်လှစ်ထားတဲ့မြနန္ဒာဈေးအရှိဘ66လမ်းနဲ့လမ်း130အနီးမှာမနေ့ကညနေပိုင်း၄နာရီခွဲအချိန်ကမှအသက်6နှစ်အရွယ်မိန်းကလေးငယ်တစ်သေးဝယ်နေတဲ့အချိန်လူရက်ခံလိုက်ရတယ်လို့သိရပါတယ်။အလူခံလိုက်ရတဲ့ကလေးကမအော်တဘူး။ကောင်မလေး၃ယောက်ကဖြတ်လူသွားတာလို့မျက်မြင်တွေ့လိုက်တဲ့ဈေးတွေတူကပြောပြထားပါတယ်။ဆွဲချိုးလူ ုခံရတဲ့ကလင်းငယ်ဟာအနေငယ်ပွန့်ပဲ့ဒဏ်ရာရရှိသွားတယ်လို့ပြောပါရယ် အမျိုးသမီး၃ဦးဟာဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီးတဲ့နောက်ဆိုင်ကယ်ပေါ်ကနေဆင်းကကလေးငယ်နားကိုကတ်ပြီးတော့ဆွဲချိုးလူရက်သွားတယ်လို့သိရပါဗျ။လူရက်မှုကျွလွန်တဲ့အမျိုးသမီးတွေဟာအသက်20ဝန်းကျင်ပဲရှိသေးတယ်လို့မျက်မြင်တွေ့လိုက်တဲ့ဈေးတယ်ရဲ့ပြောပြချက်အရသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကလည်းမဟာအောင်မြင်မြို့နယ်ရဲမွန်တောင်ရက်ကွက်မှာညာပိုင်း၈နာရီဝန်းကျင်မှာဆိုင်ကယ်မောင်းနေလာတဲ့အမျိုးသားကိုတနက်ပြချင်းချောက်ပြီးတော့ဆိုင်ကယ်လူရက်မှုဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစေတုတ္တရာမြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ဝင်းအောင်စီးနေနေပြီး ပြည်သူများကိုပါလိုက်လံပြစ်ခတ်ဖမ်းဆီးနေခြင်းကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ကစတင်ပြီးတော့စေတုတ်တရာမြို့အရှိတ်မှာရှိတဲ့ငမရွာ၊တန်ဆေရွာနဲ့ကြီးအောင်ရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ဝင်ရောက်စီးနင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ၎င်းတို့စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ကာ ဝင်းရောက်စီးနှင်းပြီးတော့ထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူများကိုလည်းစစ်သားတွေကလိုက်လံပစ်ခတ်ဖမ်းဆီးခြင်းကြောင့် PDF တပ်ဖွဲ့များကလိုက်လံကယ်ထုတ်နေရတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ကြောင်းဟာတန်ဆေရွာငမရွာနဲ့ကြည်အောင်ရွာများကိုဝင်ရောက်လာတဲ့အချိန်စေတုတ်တရာမြို့နယ်ကပြည်သူ့ကာကွယ်အဖွဲ့များနဲ့မြိုင်းပကဖကတော်လိုင်းရဲဘော်များကခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းဘတ်စစ်ခွေးများထိခိုက်သေးဆုံးမှုတွေရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။တိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်အချမ်းဘတ်စစ်ခွေးများကပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်ဖျက်ဆီးခြင်းနဲ့ပြည်သူပိုင်းပစ္စည်းများကိုစိတ်ကြိုက်ခိုးယူခြင်းများလှုံ့ဆော်သွားတယ်လို့သိရပါဗျ။စေတုတ်တရာမြို့အရှိတ်ဘက်ကငမရွာတန်ဆေရွာနဲ့ ကြီးအောင်ရွာတွေဘက်ကိုစစ်ကြောင်းနှစ်ခုကညှက်ထိုးပြီးတော့တက်လာတာဒါကြောင့်ကမြို့ရဲ့အရှိဆလင်းလန်းကနေပြီးတော့ငမရွာဘက်ခွဲတဲ့လမ်းကနေအင်အား80လောက်နဲ့တက်လာတာပါအဲ့ဒီလမ်းခွဲထိပ်ကနေလက်နက်ကြီးပစ်ကူနဲ့ထောက်ပြီးတော့တက်လာတာနောက်တစ်ကြောင်းကကြီးအောင်ရွာမုံတဖက်ကန်းကကြီးဝရွာရဲစခန်းဘက်ကနေလက်နက်ကြီးနဲ့ပစ်တယ်အင်အားအယောက်90လောက်ရှိမယ်စစ်ခွေးနှစ်ကြောင်းပေါင်းက120လောက်ရှိပါတယ်အဲ့ဒီလိုတက်လာတော့ကျွန်တော်တို့အဖွဲ့ရဲ့မြိုင်ပကဖရဲ့ခုခံတိုက်ခိုက်ခဲ့ပါတယ်စစ်ခွေးထိပ်ကိုက်တိုက်ဆုံမှုရှိပါတယ်အရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေတယ် စစ်ခွေးတွေကနေအိမ်တွေကိုဖျက်ဆီးတာနဲ့ပြည်သူတွေကိုပြစ်ခတ်ဖမ်းဆီးတာတွေရှိနေပါတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့စေတုတ်ဒရာမြို့နယ်ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ